မင်္ဂလာပါ Brighter Mathematics ကနေကြိုဆိုပါရစေ။ Teacher ဒီနေ့ Grade 12 Mathematics ရဲ့ Chapter 3 Analytical Solid Geometry သင်ခန်းစာရဲ့အပိုင်း15ကိုဆွေးနွေးမှာဖြစ်တယ်။အပိုင်း15မှာကဒီနေ့က Chapter 3ရဲ့ Summary ကိုပြောမှာဖြစ်တယ်။ Chapter 3တစ်ခန်းလုံးမှာရှိတဲ့ Equation တွေ Formula တွေအနည်းချုပ်ကလေးပြန်ပြီးတော့ဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ ဟုတ်ပြီအရင်ဆုံးတို့ကဘာအကြောင်းပြောမလဲဆိုရင် line တွေအကြောင်းပြောမယ် line equation တွေပေါ့ line equation လို့ပြောလိုက်ရင်တို့အများဆုံးဥစ္စာတွေမှာအများတန်းသုံးရတာဒီ equation နှစ်မျိုးကိုပြေးပြီးတော့မြင်အောင်ရမယ် line equation ရှားပါဆိုရင်ဒီဘုတ်ဒီ equation နှစ်ကြောင်းကိုပဲမျက်စိထဲမှာမြင်အောင်ရမှာဖြစ်တယ်အမှား xyz equal to x1 kl y1 km z1 kn x y m l y y y m z m z y m a ဒီနှစ်ခုကိုခေါင်းထဲမှာဆွဆွဲမြဲမြဲကိုရနေရမှာဖြစ်တယ်။ဟုတ်ပြီအဲ့အပေါ်ကကြတော့ line equation ရဲ့ coordinate form လို့ခေါ်တယ်။အောက်ကတော့ဘာ form လို့တော့ test board ထဲမှာဖော်ပြထားတာမရှိဘူးပေါ့နော်။ဟုတ်ပြီအဲ့နှစ်ခုမှာဘာကွာခြားလဲဆိုရင်ဒီအောက်က equation ကဒီ l m n တန်မှုဒီသုံးခုတွေကတစ်ခုက0ဖြစ်သွားတယ်ဆိုရင်ဒီ formula ကိုသုံးလို့မရဘူး။ အဘောဖော်မြူလာကတော့အချိန်မီအသုံးပြုလို့ရတယ်ဟုတ်ပြီအဲ့မှာပါနေတယ်ဒီမှာ L M N ဒီမှာ L M N ဒါကဘာလို့ဆိုလိုတာလဲဆိုရင်အဲ့ဒီ line ရဲ့ directed value ကိုဆိုလိုတာဖြစ်တယ် directed value တန်ဖိုးတွေဒီနေရာတွေမှာထည့်ပြီးအသုံးပြုရမှာဖြစ်တယ်နောက် H1 Y1 Z1 ဒီမှာလည်း H1 Y1 Z1 H1 Y1 Z1 နေရာကျတော့အဲ့ဒီ line ပေါ်က point တစ်ခုပေါ့နော် respective point ကိုညွှန်တာဖြစ်တယ်နောက်တစ်ခုက xyz ဒီမှာ xyz ရှေ့อ่ะဒီမှာလည်းဒီဘက်မှာ xyz ဒါကကြတော့အဲ့ဒီ line ပေါ်မှာရှိသမျှမြည်သည့် point ကိုမဆိုသူကကိုစားပြုတယ် line တစ်ယောက်မှရှိတယ် point အားလုံးကိုကိုစားပြုတယ်ဒီ xyz ကအဲ့တော့ line equation ဘာ equation မပြောပြော equation ရင်းရင်သူက xyz ကပါနေမှာပဲဖြစ်တယ်ကျန်တဲ့ demo တွေကတော့ရှာပြီးတော့ထည့်ပေးရမယ် x y z ကတော့ပျောက်မသွားဘူး location ရင်းရင်းအများန်းပါနေဘာလို့ဆိုတော့သူဒီအဲ့အဲ့ဒီ line ဆိုရင်လည်း line ပေါ်က point တွေကိုရည်ညွှန်းတာဖြစ်တယ် plane ဆိုရင်လည်း plane ပေါ်ကမြည်သည့် point ကိုမဆိုသူကရည်ညွှန်းတာဖြစ်တယ်အဲ့ကြောင့်မလို့ဒီ x y z က equation ရင်းရင်းအများန်းပါမယ်နော် line ဆိုရင် line ပေါ်ကမြည်သည့် point ကိုမဆိုသူကကိုစားပြုတယ် k ဆိုတာလေးကတော့ k is a corresponding parameter of a point point တစ်ခုရယ် point တစ်ခုနဲ့သက်ဆိုင်တဲ့ parameter တန်ဖိုးတစ်ခုဖြစ်တယ် k ဆိုတာက point တစ်ခုအတွက် key term တစ်မျိုး point တစ်ခုအတွက် key term တစ်မျိုးဖြစ်တယ်။သူကဘာလဲဆိုရင် real number ဖြစ်တယ်တဲ့အဲ key term လေးက real number ဆိုတော့ဒီ key term ကအပေါင်းဖြစ်လို့လည်းရတယ်အနှုတ်ဖြစ်လို့လည်းရတယ်ပိုင်းငိမ့်လည်းရတယ်အကိမ့်ပြည့်လည်းရတယ်ဖြစ်ဖြစ်လို့ဘာမှမဆိုဖြစ်လို့ရတယ်0လည်းဖြစ်နိုင်တယ်ဗောနော်0ဖြစ်သွားရင်တော့သူ့ကိုသုံးလို့မရဘူးသူ့ကိုသုံးတော့ ဟုတ်ပြီဒီ formula တွေကဒီ x y z ကဘာလို့ဒီ equation ကဘာလို့ရှာတာလဲဆိုရင်အဲ့ line ပေါ်မှာရှိတယ် point တစ်ခုရဲ့ coordinate ကိုရှာခြင်းလဲဆိုရင်သူကဒီ formula လေးကိုသုံးတယ် x1 y1 z1 ကိုရှာပြီးထည့်စားထည့်ပေးရမယ် lm and demo တွေရှာပြီးတော့ထည့်ပေးရထည့်လိုက်တယ်ဆိုရင်အဲ့ point ရဲ့ coordinate ကိုရတယ်ဟုတ်ပြီဒါဆိုရင်ဒီဘက်ကဒါ line equation အသုံးအများဆုံး line equation လေးဖြစ်ပါတယ်နောက်တစ်ခုကဘာ line တွေလဲဆိုရင် perpendicular line တွေ perpendicular line နေရဲ့ equation တွေ perpendicular line မှာ xy plane ကိုတောင်းပန်ကြတဲ့ line ရှိမယ် yz plane ကိုတောင်းပန်ကြတဲ့ line xz plane ကိုတောင်းပန်ကြတဲ့ line equation တွေရှိမယ်နောက်ဒီ point 3ခုနဲ့တိဆောက်ထားတဲ့ plane ပေါ့နော်နောက်ဆုံးမှတင်ရတာ point 3ခုနဲ့တိဆောက်ထားတဲ့ plane အဲ့ plane မှာတို့ထောက်မှန်ကြတဲ့ line ဆိုပြီးတော့တို့ရှိမယ် line လေးတွေ ဟုတ်ပြီ HY plane ကိုတောင်းပန်ကြတဲ့ line ဆိုတော့သူဒီ HY plane ကိုတောင်းပန်ကြတာဖြစ်တဲ့အတွက်ကြောင့်သူကဘသူနဲ့ပြိုင်မှာလဲဆိုရင်အဲ့ဒီ line ဒီ Z axis နဲ့ပြိုင်မှာဖြစ်တယ်ဟုတ်ပြီ Z axis နဲ့ပြိုင်နေရင်အဲ့ဒီ line တစ်ချောင်းမှာစက်တံမူးတွေကပြောင်းနေလိမ့်မယ်တနေရာမှာတမျိုးပြောင်းမှာဖြစ်တယ်မပြောင်းလဲတာပါလဲဆိုရင်အဲ့ h နဲ့ y ကမပြောင်း x coordinate y coordinate ကအဲ့ line တစ်ချောင်းမှာ ပုံသေးတန်မိုးနဲ့ပဲရှိနေမှာဖြစ်တယ်။ x က2 y က5ဆိုရင်ဒီလိုအဲ့ဒီ line လုံးက point နေမှာ x က2တွေပဲဖြစ်နေမှာ y ကလည်း5တွေပဲဖြစ်နေမှာ။မပြောင်းလဲတဲ့ပုံသေးဖြစ်တယ်။အဲ့မပြောင်းလဲတဲ့ပုံသေးတန်မိုးနဲ့တို့က equation ကိုရေးတာဖြစ်တယ်။ x က a ဆိုရင် x = a y က b ဆိုရင် y = b လို့ရေးမယ်။ x က2ဆိုရင်အဲ့ line ရဲ့ equation က x = 2 y က5ဆိုရင် y = 5 base equal to 2နဲ့ y equal to 5ဆိုပြီးတော့နှစ်ခုရေးပြရမှာဖြစ်တယ်။ဘာလို့ဆိုတော့ gain theta နှစ်ခုဖြစ်နေတာမဟုတ်လို့အဲ့ဒီ line ပေါ်မှာဟုတ်ပြီ xy plane ကိုတောင်းပန်ကြရင်ပြောင်းမှာက z တန်ဖို့မပြောင်းမှာက x နဲ့ y တန်ဖို့မပြောင်းလဲတဲ့ပုံစံတန်ဖို့ကိုသူက equation အဖြစ်ပေါ်ပြမယ်။ဟုတ်ပြီဒီတစ်ခုကိုသဘောပေါက်အောင်အောက်ကဒီနှစ်ခုကအတူတူပဲ yz plane ကိုတောင်းပန်ကြရဲဆိုရင်အဲ့ဒီ line ကဘယ်သူနဲ့ပြိုင်မလဲဆိုရင် x x နဲ့ပြိုင်မယ်။ H အစင်းနဲ့ပြန်ရင် H တက်မိုးတွေပြောင်းမယ်အဲ့ဒီလိုင်းလုံးမှာမပြောင်းတာဘူးလဲဆိုရင် Y နဲ့ဆက် Y တက်မိုးနဲ့ Z တက်မိုးဒီမပြောင်းလဲပဲနဲ့ပုံသေးကိန်းသေးဖြစ်နေလိမ့်မယ် constant ဖြစ်နေလိမ့်မယ် Y တက်မိုးက2ဆိုရင်အဲ့ဒီလိုင်းတစ်လိုင်းလုံးက coordinate တွေမှာ Y တက်မိုးက2ပဲ Z တက်မိုးက3ဆိုရင်လည်းအဲ့ဒီလိုင်းတစ်လိုင်းလုံးရဲ့ coordinate တွေမှာ Z တက်မိုးဒီ3ပဲမပြောင်းလဲဘူးအဲ့မပြောင်းလဲတဲ့ပုံသေးတက်မိုးကိုပဲသူက equation ရေးမှဖြစ်တယ် Y = b စိတ်ကွယ်သူစီပုံသေးတဲ့မိုးတွေကို Venus စီဆိုပြီးတော့ကုစားပြီးပေါ်ပြရတာဖြစ်တယ်ဒီနေရာမှာတကယ်တော့ကိန်းကနန်းနေပေါ့နော်2လို့3လို့5လို့တခုခုဖြစ်မှာပေါ့ negative 2လို့အဲ့တိုင်းမဲ့ x ပလင်ကိုတောင်းမှန်ကြရင်သူဒီ y ရဲ့စနစ်ပြိုင်မယ်အဲဒါဆို y တန်မှုပြောင်းမယ်မပြောင်းတာက x coordinate နဲ့ z coordinate မပြောင်းဘူးအဲ့မပြောင်းလဲတဲ့ပုံသေးတန်မှုကိုပဲသူက equation အဖြစ်ပေါ်ပြရတယ် x ဘလောက် z ဘလောက်ဆိုပြီးတော့ x ကဖိုင်ဆိုရင် x ကတူ5 y ကတူ7ဆိုတော့ z ကတူ7ဆိုရင် z ကတူ7အဲ့ line တခြားမှာအိုက်တမ်မှုတွေကပုံသေးဖြစ်မပြောင်းလဲပဲရှိနေမှာဖြစ်တယ်။ဟုတ်ပြီအဲ့ဆိုရင် line plane မဟုတ်တော့မှန်ကြတဲ့ line ရဲ့ equation တွေကိုသိပြီးဖြစ်တယ်เนาะဒီလို2မျိုးတမ်မှု2မျိုးနဲ့ပေါ်ပြမယ် x a z c a ၄ c တွေဒီဖိုင်လဲဆိုရင် constant တွေဖြစ်တယ် y ကတော့ variable ပဲပြောင်းလဲနေမှာဖြစ်တယ် ဟုတ်ပြီနောက်တစ်ခုကဒီ plane point 3ခုနဲ့တိဆောက်တာလဲ plane အဲ့ plane မဟုတ် point 3ခုနဲ့တိဆောက်တဲ့ plane ကအဲ့ plane မဟုတ်ဒေါင်းမှန်ကြတဲ့ line အဲ့ line ရဲ့ equation ကိုတို့ကဒီရှေ့ရ equation တစ်ခု line equation ဆိုရင်ဒီနှစ်ခုကိုပဲသုံးရမှာဖြစ်တယ်အဲ့တော့သူကအောက်က textbook ထဲမှာဒီအောက်က formula လေးကိုအသုံးပြုထားတယ်။ဒါမဲ့သူက directed value တန်မှုလေးကိုနာမည်ပြောင်းပြီး ABC လို့ခေါ်ထားတယ်။ သူကသူဘလို့ပဲပြောင်းပြီးတော့ခေါ်ခေါ်ဒီ ABC ဆိုတာကလည်းအဲ့ line ရဲ့ direct နဲ့ value ပဲဒီမှာလည်း LMN လို့ခေါ်ထားတယ် LMN ကပါလေအဲ့ line ရဲ့ direct နဲ့ value ပဲသူကသူဘလို့ပဲခေါ်ခေါ်ဒါဒီ direct နဲ့ value တွေကိုပြောတာပဲဖြစ်တယ်အဲ့တော့အတူတူပဲဒီ equation တစ်ခုကဒါအစ်စ်တစ်ခုသီးတန်မှတ်ဆရာမလို့ပါဘူးနောက်က a1 y1 z1 ကအဲ့ line ပေါ်က point တစ်ခု x y z ကအဲ့ line ကိုကိုစားအဲ့ line ပေါ်ကမြည်သည့် point မှဆိုကိုစားပြုတယ် ကိုစားပြုတဲ့ coordinate ဖြစ်တယ်။ဟုတ်ပြီအဲဆိုရင်ဒီတခြား plane တွေပေါ့တော့မှန်ကြတဲ့ line ကိုရေးချင်ရင်တော်ဒီ equation နဲ့ပဲရေးမယ်နော်။ xyz ကို xy xy yz xz plane တွေကိုတောင်းမှန်ကြတာကိုကြတော့ဒီလို constant term မျိုးနှစ်ခုနဲ့ပေါ်ပြမှာဖြစ်တယ်။ဟုတ်ပြီ line equation ကဒါအကုန်ပါပဲတစ်ခါလုံးမှာ။ဟုတ်ပြီနောက်တစ်ခုက plane တွေ plane equation ပြောမယ်။ equation ရော xy plane x y ပြင်ကြီးပေါ့ x y ပြင်ကြီးရဲ့ equation ကိုရေးပါဆိုရင် x y ပြင်ကြီးပေါ်မှာ x တန်မိုးနဲ့ y တန်မိုးတွေကအမျိုးမျိုးဖြစ်နိုင်တယ်အဲ coordinate တစ်ခုမှာတစ်မျိုးနောက် coordinate တစ်ခုကြာရင်တစ်မျိုးဒါပေမဲ့မပြောင်းလဲတာဘူးလဲဆို z z coordinate ကတော့မပြောင်းလဲဘူးအဲ့ပြင်ကြီးပေါ်မှာရှိတဲ့မီဒီ point မှာမဆို z coordinate တွေကအားလုံး0ပဲအဲမပြောင်းလဲတဲ့အဲ့ z equal to 0ကိုသူက equation အဖြစ်ရေးတာဖြစ်တယ် အဲ့တော့ h1 plane equation ဆိုရင် z equal to 0 h1 plane ပေါ်မှာ h1 ကပြောင်းမယ်ဘာလို့မပြောင်းဘူးလဲဇက်ကမပြောင်းဘူးဘာဖြစ်ရှိနေမလဲ0ဖြစ်ရှိနေအဲ့လိုပဲ h1 နဲ့ parallel ဖြစ်တဲ့ plane မှာလည်းဒီလိုပဲ h နဲ့ y ကပြောင်းမယ်ဘာလို့မပြောင်းဘူးလဲဇက်ကမပြောင်းမပြောင်းမှမဲ့ तू ကကြတော့0မဟုတ်တော့ဘူးဒီကောင်ကကြတော့ तू က origin ကိုဖြတ်သွားတဲ့ plane မို့လို့ဇက်က0ဖြစ်နေတယ် ဒီကောင်လေးက origin ကိုဖြတ်တာမျိုး zn mu 2ကိုဖြတ်ရင် z = 2 zn mu 5ကိုဖြတ်ရင် z = 5ဆိုပြီးတော့ရေးပြရမှာဖြစ်တယ် constant တစ်ခုခုနဲ့ညီမယ်ပေါ့နော်နောက်တစ်ခုက yz plane yz plane ပေါ်မှာ yz tan mu တွေကပြောင်းနေမယ်မပြောင်းတာဘူးလဲဆိုရင် x coordinate x coordinate ကမပြောင်းဘာဖြစ်လဲဆိုရင်0အဖြစ်ရှိနေမှာဖြစ်တယ် yz plane ဒီလဲ origin ကိုဖြတ်သွားတဲ့ plane မို့လို့ x coordinate က0နဲ့ဖော်ပြတယ်။ x equal to 0အဲ့ဒီ plane ပေါ်က point 9 point 9မှာ x coordinate ဒီ0ပဲဖြစ်တယ်။ဟုတ်ပြီ။သူနဲ့ parallel ဖြစ်တယ်။ y z နဲ့ parallel ဖြစ်တဲ့ plane ဆိုရင်လည်းဒီတိုင်းပဲ x tan ဘူးကမပြောင်းလဲဘူး။ y နဲ့ z ပဲပြောင်းမယ်။ဒါမဲ့ तू ကတော့0မဟုတ်တော့ဘူး။ဘာလို့ဆိုတော့ तू က origin ကိုဖြတ်တာမဟုတ်ဘူး။ y z က origin ကိုဖြတ်တယ်။ तू နဲ့အပြိုင်ဆိုတော့ तू နဲ့ distance တကူမှရှိမယ်။အဲ့တော့ x ကိုဝင်ဦးပေါ်2ကိုဖြတ်ပြီးတော့ပြိုင်ပြိုင်အောင်ဆွဲရင် ူရဲ့အဲ့ပလိန်မောမှာ x coordinate က2တွေပဲဖြစ်နေမှာဖြစ်တယ်အဲ့တော့ x equal to 2လို့ရေးမယ် x equal to 5ဆိုတဲ့နေရာလေးကိုဖြတ်ပြီးတော့ y z နဲ့အပြိုင်ဆွဲရင်အဲ့ဒီသူ့ရဲ့ equation က x equal to 5ဖြစ်မယ်ဘာလို့ဆိုတော့အဲ့ပလိန်မောမှာ x coordinate တွေက point တိုင်း point တိုင်းမှာ5တွေပဲဖြစ်နေမှာဖြစ်တယ်မပြောင်းလဲပုံသေဖြစ်နေလို့ x equal to 5 x equal to 2အဲ့ constant တွေကိုတို့ကဘာနဲ့သတ်မှတ်တာလဲ a နဲ့ကိုစားပြုပြီးပေါ်ပြတာဖြစ်တယ် နောက်တစ်ခု is a blame is a blame မှာလည်းဒီတိုင်းပဲ is coordinate တွေနဲ့ z coordinate တွေအဲ blame ပေါ်က point နေမှာသူကအမျိုးမျိုးပြောင်းနေမှာတနေရာတကူတပွင့်ဝင်အမှုတစ်မျိုးနဲ့ပြောင်းနေမှာဖြစ်တယ်မပြောင်းတာဘူးလဲဆိုရင် y coordinate y coordinate ကတော့ point တိုင်း point တိုင်းမှာ0ပဲဖြစ်ကုန် constant ပုံသင်ဖြစ်နေမှာဖြစ်တယ်အဲကြောင့်သူ့ရဲ့ equation ကို y = 0လို့ရေးတယ်ဟုတ်ပြီသူက origin ကိုဖြတ်တာမို့လို့ y တန်ဖို့ကအဲ့ပေါ်မှာ0ဖြစ်နေတာ တော့သူနဲ့ parallel ဖြစ်တဲ့ကောင်ကြတော့ origin ကိုမပြတ်တော့သူနဲ့အပြိုင် distance တကူမှရှိမယ်ပေါ့နော် wine ကို wine ဝင်ရိုးပေါ်က fight ကိုဖြတ်ပြီးတော့သူနဲ့အပြိုင်ဆွဲတယ်ဆိုရင်သူ fight unit ဝေးမှာပေါ့ဟုတ်ပြီ wine zip ပေါ်က fight ကိုဖြတ်ပြီးတော့သူနဲ့အပြိုင်ဆွဲရင်အဲ့ဒီ plane ပေါ်မှာ wine coordinate တွေက fight တွေရွေးမပြောင်းလဲဘူးမြည်သည့် point မှာမဆို wine က fight ပဲဖြစ်နေမှာ point တိုင်း point တိုင်းမှာ wine coordinate က fight ဖြစ်နေအဲကြောင့်မပြောင်းလဲတဲ့တန်ဖိုး equation ရေးတာဖြစ်တယ်။ y=2 ဆို y=2 y=5 ဆိုရင် y=5 ဲ့လိုဖော်ပြပေးတာဖြစ်တယ်။ဟုတ်ပြီအဲ့တော့ AZ plane နဲ့ AZ plane ရဲ့ parallel plane တွေမှာ equation ကို y နဲ့ဖော်ပြတယ်။ yz plane နဲ့ yz ကို parallel ဖြစ်တဲ့ plane တွေမှာ equation ကို x နဲ့ဖော်ပြရတယ်။ xy plane နဲ့ xy plane ကို parallel ဖြစ်တဲ့ plane ပေါ်မှာ equation ကို z နဲ့ဖော်ပြရတယ်။ဘာလို့လဲဆိုရင်အဲ့ plane တွေပေါ်မှာ z တန်မှုက constant မပြောင်းလဲလို့ဒီမှာဆိုလဲသူတို့နဲ့ xyz yz နဲ့ပြိုင်တဲ့ plane ဆိုရင် x က constant ဖြစ်လို့ ဒီမှာလည်းဒီတိုင်းပဲ wire constant မပြောင်းလဲလို့ wire နဲ့ပုံပြတာဖြစ်တယ်။မပြောင်းလဲတဲ့ပုံတည်တံမှုတွေနဲ့ပုံပြပေးတာဖြစ်တယ်။ဟုတ်ပြီ။တို့ကအခုဆိုရင်နောက်ထပ် equation ရော another plane ကိုပြောမယ်။ another plane ဆိုတာကတို့ဒီ xy plane လည်းမဟုတ် yz plane လည်းမဟုတ် az plane လည်းမဟုတ်သူတို့ parallel ဖြစ်တဲ့ plane တွေကိုလည်းညွှန်းတာမဟုတ်ဘူး။ ဒီ point 3ခုနဲ့ space ထဲမှာရှိတဲ့ point 3ခုနဲ့တိဆောက်ထားတဲ့ plane သူကဘလို့ position နဲ့မဆိုရှိနေနိုင်လဲပြိုင်ရင်ဒီ x y plane တွေ y z plane တွေနဲ့ပြိုင်ရင်လည်းပြိုင်မယ်ပြိုင်ရင်မှလည်းပြိုင်မယ်အကန့်လန့်လည်းဖြစ်ရင်ဖြစ်မယ်ဒီဇိုင်းလည်းဖြစ်ရင်ဖြစ်မယ်အဲ့လို plane တွေကို point 3ခုနဲ့တိဆောက်ထားတဲ့ plane တွေကိုပြောတာဖြစ်တယ်အဲ့ plane တွေရဲ့ equation ကိုတို့ရေးမယ်ဆိုရင် ax + by + cz = d လို့ရေးမှာဖြစ်တယ် အဲ့မှာပါနေတဲ့ d သည် ax1 by1 c1 ဖြစ်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာပါနေတဲ့ abc ဒီမှာလည်း abc ဒါကဘာဝင်ညွှန်းတာလဲဆိုရင် derive the values of the perpendicular line အဲ့ဒီ plane mode to this plane เนาะအဲ့ plane mode ကို down man ကြာနေတဲ့ perpendicular line ရဲ့ derive the value တွေကိုရင်ညွှန်းတာဖြစ်ပါတယ်တဲ့ abc က เนาะ plane ရဲ့ data brain မှာ data တက်ပဲလို့မရှိဘူး plane ကိုတောင်းပန်ကြနေတဲ့ line ပဲ line ရဲ့ data တက်ပဲလို့ဖြစ်ပါတယ်ဒီ abc ကဒီ h1 y1 z1 လေးတွေကဘာလဲဆိုရင်အဲ့ plane ပေါ်က point တစ်ခု plane ပေါ်က point တစ်ခုဖြစ်ပါတယ်သူ equation ရေးမှ plane ပေါ်က point တစ်ခုဖြစ်ပါတယ် xyz ဆိုတာကဒီမှာပါနေတဲ့ xyz ဆိုတာကအဲ့ plane ပေါ်ကမြည်သည့် point ကိုမဆိုကိုစားပြူတာဖြစ်ပါတယ် plane ပေါ်က point နေရ coordinate တွေကိုကိုစားပြူခြင်းဖြစ်ပါတယ်တဲ့ ဟုတ်ပြီပုံစံ equation ရေးပါ plain equation ရေးပါဆိုရင် equation မှာ x y z ကအမြဲတမ်းပါနေမှာဖြစ်တယ်။ဘာတွေရှာထည့်ပေးရမလဲဆိုရင် a b c d တွေကိုတို့ရှာထည့်ပေးရမှာဖြစ်တယ်။ဟုတ်ပြီ a b c d ကိုတို့ကသူ့ရဲ့ perpendicular line ရဲ့ direct တယ်ပဲလို့သိရင်အဲ့ရနေဒီမှာထည့်လိုက်မသိခဲ့ဘူးဆိုရင်တို့ကဒီ formula လေးနဲ့ရှာမှာဖြစ်တယ်။ဒီ formula လေးကဒီမှာ a b c တန်ဖိုးတွေကဘာနဲ့ဆက်ဆက်လဲ m1 N1 L1 M2 N2 L2 တွေနဲ့ဆက်ဆက်နေတယ်။ဟုတ်ပြီအဲဆိုဒီ M1 N1 L1 L2 M2 N2 တွေကဘာတွေလဲဆိုရင်ခုနက plain ပေါ်က point 3ခုကိုဆက်ထားတယ် line နဲ့ line AB ABC ဆိုရင် AB နဲ့ AC ကိုဆက်လိုက်တယ်ဆိုပါဆိုအဲဒါဆိုရင်တစ်ခုက AB ရဲ့ derivative value တစ်ခုက AC ရဲ့ derivative value ပြီးတော့ဒီ x1 x1 1 1 7 1ကသူတို့နှစ်ခုစုံတဲ့ point A A ပေါ့နော် A မှာဆိုရင် A ကို A point ကို x1 1 1 7 1ယူလိုက်မှဖြစ်တယ် ကျန်တာအဲ A နဲ့ဆက်ထားတဲ့ B A နဲ့ဆက်ထားတဲ့ C အဲ့ line လိုက်ရင် direct value တွေကိုဒီမှာဒီ formula မှာထည့်ပြီးတော့ဒီ ABC ကိုတို့အားရှာမှာဖြစ်တယ်ဒီကိုလည်းဒီတိုင်းပဲအဲ့ဒီ ABC လေးတွေနဲ့သူတို့စုံမဲ့ x1 ကို x1 နဲ့မြောက်ပြီးပေါက်လိုက်ရင်ဒီတန်မှုရအဲ့တော့ ABCD ရတော့မှဒီ equation ကိုတို့အားရေးနိုင်မှာဖြစ်တယ်ကဲဟုတ်ပြီအဲ့ဒါဆိုတော့ဒီ plain equation နဲ့ပတ်သက်ရင်ဒီကောင်ရဲ့ဒီ formula လေးကမရလို့မဖြစ်ဘူးเนาะဒါလေးကိုယူဆိုင်ပြီ တေးချလေးမှတ်ထားပေးပါဟုတ်ပြီအဲ့တော့ playing question ရတာဒါအကုန်ပါပဲဒီအခြေခံဒီဘက်ကအခြေခံနေအခြေခံနေကတော့အရှိဆုံးက episode 1 2 3ကိုပြန်ကြည့်ရင်တိတိကျကျမိုင်းနည်းနားလည်သွားမှာဖြစ်ပါတယ်အဲ့မှာအသေးစိတ်တေချာရှင်းပြထားပါတယ် coordinate တွေနေရာချတာ line တွေရဲ့ equation plane တွေရဲ့ equation ကိုတေချာလေးရှင်းပြထားတယ်အရှိဆုံးမှာအဲ့ဒါလေးပြန်ကြည့်ပြပါမသိသေးဘူးဆိုရင်ဟုတ်ပြီရှင်းဆက်ကအောင် ရှိရပါကြီးလဲဆိုတော့ parallel lines နဲ့ perpendicular lines parallel line line နဲ့ line ဟာ two lines are parallel ပြိုင်နေလို့ပြောလိုက်ရင် their directed values are their directed values are multiples of each other သူတို့ရဲ့ directed value တွေဟာတကူနဲ့တကူပါလဲစာတိုးကိန်းနေဖြစ်နေတယ်တကူကတကူရဲ့အစားတကူနဲ့ညီတယ်ပေါ့နော်အခုဒီမှာဆိုရင် AB နဲ့ BQ ပြိုင်နေလို့ပြောလိုက်ရင် AB ရဲ့ directed value တွေ PQ ရဲ့ directed value တွေပါလဲကေစားနဲ့ညီရတဲ့ နောက်တစ်မျိုးပြောမယ်ဆိုရင် AB ရဲ့ derivative value က L1 M1 N1 ဖြစ်ပြီးတော့ PQ ရဲ့ derivative value က L2 M2 N2 ဖြစ်တယ်ဆိုရင် L1 ဒီ L2 ရဲ့ကိစ္စ M1 ဒီ M2 ရဲ့ကိစ္စ N1 ဒီ N2 ရဲ့ကိစ္စဖြစ်ပါတယ်တဲ့အဲ့တော့ဆိုရင်သူတို့အချိုးချလိုက်မယ် L1 ကို L2 နဲ့စာရင် 1- m1 ကို m2 နဲ့စာရင် 1/k n1 ကို n2 နဲ့စာရင် 1/k l2 ကို l1 နဲ့စာရင် k m2 ကို m1 နဲ့စာရင် k n2 ကို n1 နဲ့စာရင် k ဘသူ့ကိုဘသူနဲ့စာစာအဲ့ ratio လေးတွေတန်ဖို့ကအတူတူပဲဖြစ်နေရမယ် k ဆိုရင်အားလုံး k ပဲ 1/k ဆိုအားလုံး k ပဲအဲ့လိုတူညီနေပြီဆိုရင်ဒီလိုကုန်သတ္တိတွေနဲ့ပြည့်စုံနေပြီဆိုရင်အဲ့ဒီ line နဲ့ line အားပါဖြစ်လဲ parallel ဖြစ်ပါတယ်တဲ့ဟုတ်ပြီ perpendicular တူလိုင်းစာပါပန်နီကူလာလိုင်းနှလိုင်းပါပန်နီကူလာဖြစ်ဖို့ဆိုရင်ဒီအင်တာဆက်သူတို့ကဖြတ်ကမယ်ပြီးတော့ the sum of the products of the derived values is 0သူတို့ရဲ့ derived values တွေရဲ့မြောက်ချင်းရဲ့ဗာလဲပေါင်းလက်မြောက်လက်တွေရဲ့ပေါင်းချင်းမြောက်လက်တွေရဲ့ပေါင်းချင်းကဗာပြုလဲ is 0ဖြစ်ကအခုဒီမှာဆိုရင် abb q ab နဲ့ bq ဗာပဲနေခုလာဖြစ်တယ်အဲ့ဒါဆိုရင် ab ရဲ့ derived value l1 m1 n1 PGY drive ရဲ့ value L2 M2 N2 သက်ဆိုင်ရာအချင်းချင်းမြောက်ပြီးပေါင်းတာ0နဲ့ညီတယ်တဲ့ပြီးရင် AB နဲ့ PG က intersect at a point အမှတ်တကူမှာသူတို့တွေဖြတ်တယ်ဖြတ်ဖို့လိုတယ်ဒီလိုကုန်သတ်တိနဲ့လည်းပြည့်စုံတာဒီကုန်သတ်တိနှစ်ခုနဲ့ပြည့်စုံရင်အဲ့ဒီ line နှစ်လိုက် perpendicular ဖြစ်တယ်ပါဗင်နီကူလာပြင်ရင်လည်းဒီကုန်သတ်တိနှစ်ခုနဲ့ပြည့်စုံတယ် ဟုတ်ပြီအဲ့မှာပါနေတဲ့ L1 M1 M1 က derived value ဆို AB ဖြစ်ပြီးတော့ L2 M2 M2 က derived value ဆို PQ ကိုရည်ညွှန်းတာဖြစ်ပါတယ်တဲ့နောက်တစ်ခုက school lines school line ကဘယ်လို line လဲဆိုတော့ the two lines are neither parallel nor intersect line နဲ့ line ဟာပြိုင်လဲမပြိုင်ဘူးဖြတ်လဲမဖြတ်ကြဘူးတဲ့အဲ့ဒါဆိုရင် they are school line အဲ့ line တစ်ခုက school line နေဖြစ်ပါတယ်တဲ့အဲ့ဆို school line ဖြစ်လို့ဖြစ်ကြောင်းပြောပါဆိုရင်တို့ကဘယ်လိုပြောရမလဲအရင်ဆုံး parallel ဖြစ်လာစစ်မယ် parallel ဖြစ်လာတော့သူတို့ရဲ့ drive တဲ့ value တွေကိုသူကဒီလိုအချိုးချကြည့်လိုက်ချိုးချကြည့်လိုက်လို့တန်ဖိုးတစ်ခုခုတူညီတဲ့တန်ဖိုးတစ်ခုထွက်ရင်အဲ့ဒီ line line က parallel ဖြစ်တယ်မထွက်ဘူးဆိုရင် parallel မဖြစ်ဘူး parallel လည်းမဖြစ်ဘူးနောက်တစ်ခါ intersect ဖြစ်ကြောင်းလည်းစစ်တဲ့အခါမှာ intersect လည်းမဖြစ်ဘူးဆိုရင်အဲ့ဒီ line line ကိုတို့ဘာလို့ပြောနိုင်လဲ circle lines ဖြစ်တယ်လို့ပြောနိုင်မှာဖြစ်တယ်ဟုတ်ပြီနောက်ပါကြံသေးလဲဆိုတော့ distance formula ရှိမယ်ဒီခန်းမှာ equation of sphere ရှိ distance formula က point တစ်ခုရဲ့ coordinate တွေကိုသိတယ်ဆိုရင်တို့ကအဲ့ဒီ point တစ်ခုရဲ့ဂျားကွာဝင်ကိုရှာတာအဲရှာရင် distance formula နဲ့ရှာတယ်သို့မဟုတ်အဲ့ line အဲ့ point တစ်ခုကိုဆက်လိုက်တဲ့ line segment ရဲ့အလျားအလျားကိုရှာခြင်းရယ်ဒီ formula နဲ့တို့ရှာမှာဖြစ်တယ်အဲ့တော့အဲ့ဒီ formula က square root of h2 minus a1 square plus y2 minus y1 the whole square plus z2 minus z1 the whole square ဖြစ်ပါတယ်အဲ့မှာ a1 y1 z1 က point တခုရဲ့ coordinate now is 2.22ဟာ now point တခုရဲ့ coordinate ဖြစ်ပါတယ်ဟုတ်ပြီ we can use this formula ဒီ formula ကိုသုံးနိုင်တယ်တဲ့ to find ရှာဖို့ဘာရှာဖို့လဲဆိုရင် the distance between two points a and b a နဲ့ b ဆိုတဲ့ point တစ်ခုကြားกว่าဝင်ကိုရှာဖို့ a b ပဲပြောပြော b q ပဲပြောပြောနော် x y ပဲပြောပြောပေါ့နော်အဲ့ point တစ်ခုရဲ့အကွာဝေးကွာဝေးကိုရှာဖို့သုံးတယ်ဒါမှမဟုတ် the length of a b အဲ့အလျာမြင်ပိုင်း a b ရဲ့အလျာကိုရှာဖို့အတွက်သုံးတယ် the length or radius the length or diameter circle ရို့ sphere ရို့ရဲ့ radius တွေ diameter တွေရှာဖို့အတွက်လည်းသုံးတယ်ဒါပေမဲ့ဘာသိဖို့လိုလဲ radius ရမယ်ဆို radius ကဟိုဘက်အစွန်ဒီဘက်အစွန် end point တွေသိရမယ် diameter ဆိုရင်လည်း diameter ရဲ့အစွန်မဲ့ end point နှစ်ခုသိဖို့လိုတယ်သိတယ်ဆိုရင်ဒီ distance formula ကိုသုံးပြီးတော့တို့ကသူတို့ကိုရှာနိုင်ပါတယ်ဟုတ်ပြီ equation of sphere equation of sphere ဒီလေဒီ distance formula ကနေပေါက်ွားလာတာဖြစ်တယ် အခု distance formula နဲ့တို့က radius ကိုရှာလိုက်မယ် sphere ရဲ့ radius r equal to ဆိုပြီးတော့ r ရဲ့ assignment တစ်ခုကဘာလဲတစ်ခုက center တစ်ခုက sphere ဘောပွိုင်းတစ်ခုအဲ့မှာအဲ့ sphere ဘောပွိုင်းနဲ့ center နဲ့ကိုဒီ h1 y1 h2 y2 တွေဒီမှာတို့ထည့်မှာ sphere center လေးကိုအနောက်မှာထည့်မယ်ရှေ့မှာက sphere ရဲ့မျက်နှာပြင်ပေါ်ကပွိုင်းကိုထည့်မယ်ဟုတ်ပြီဒီအဲ့တိုင်းဒီ formula နဲ့တို့ရေးလိုက်တယ် ပြီးရင် equation နှစ်ဖက်စလုံးကိုနှစ်ထပ်တင်လိုက်ရင်တစ်ဖက်က r က r square ဖြစ်သွားပြီးတော့တစ်ဖက်က square root ကနှစ်ထပ်တင်လိုက်တော့ကျေသွားမယ်ပျောက်သွားမယ်အဲ့တော့ r square equal to x minus a1 the whole square plus y minus y1 the whole square plus z minus z1 the whole square ဆိုပြီးတော့ရမှာဖြစ်တယ်ပုံစံက sphere equation ရှာခိုင်းရင်တို့ကဘာလုပ်ရမလဲ x y z ကတော့ equation ဆိုတော့ပါနေမှာဖြစ်တယ် r နဲ့ x1 y1 z1 နဲ့ရှာပြီးတော့ထည့်ပေးရမှာဖြစ်တယ် အာဆိုတာကဘာလဲဆိုတော့ erispia ရဲ့ radius ဖြစ်ပါတယ်တဲ့ h1 y1 z1 က center ဖြစ်ပါတယ်အနောက်က h1 y1 z1 က sphere ရဲ့ center ကိုညွှန်းတာဖြစ်တယ်အရှိအ h point z တွေကတော့ sphere ရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ every point ကိုစားပြူတာဖြစ်ပါတယ်တဲ့အဲ့တော့မလို့တို့က point နေဒီ sphere ပေါ်မှာရှိတယ်ဆိုရင်ဘယ်မှာအစားထည့်တာလဲ x y z နေရာမှာထည့်တာ point တွေ sphere ဘော point တွေကိုထည့်ဖို့နေရာက x y z center ကိုထည့်ဖို့နေရာက x 1 y 1 7နေရာမှာပြီးတော့မထည့်နဲ့ပေါ့နော်သူနေရာနဲ့သူ equation ရေးမယ်ဆိုရင်ဒီနေရာမှာ center point ရဲ့ coordinate တွေကိုထည့်ပြရမှာဖြစ်ပါတယ်။ဒါဟုတ်ပါပြီ။ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။